ဓမ္မအောင်ကျမ်းရဲ့ပညာတရားတွေဟာဒီနေ့ခေတ်အတွက်အတုံးဝင်သေးရဲ့လားခရစ်တော်ကြွလာပြီးတဲ့နောက်မှာတော့သူ့ရဲ့နေရာကဘမာလဲဒါကတော်တော်များများအိုကောင်းဆဆဲတဲ့မိကွန်းတစ်ခုပေါ့ကဲဒီနေ့မှာတော့အရေးဤအဆက်အမဆိုတဲ့ခေါင်းစဉ်နဲ့ဒီနက်နဲတဲ့အကြောင်းအရာရဲ့အဖြစ်ကိုအတူတူရှင်းပြကြည့်ကြရအောင်ဒီအကြောင်းအရာကိုရှင်းရှင်းလင်းလင်းနားလည်သွားစေဖို့အပိုင်း၅ပိုင်းခွဲပြီးကြည့်တော့မှာပါပညတီအားဆိုတဲ့အရေးကနေခွတ်တော်ဆိုတဲ့အစစ်အမှန်စီကိုဘလို့ခီးဆက်သွားတယ်လဲဆိုတော့ကိုတဆင့်ရှင်းလိုက်ကြည့်ကြရအောင် ဟုတ်ပြီပထမဆုံးအပိုင်းကိုစားလိုက်ချရအောင်အရေးဒါမှမဟုတ်အစ်စ်အမှန်အရိကမေခွန်းကတော့ယေရှုဟာပြည့်ညက်တရားကိုဖျက်သိမ်းဖို့ကြွလာခဲ့တာလားဆိုတာပါပဲဒီကိစ္စရဲ့အဖြေကိုရှာဖို့အကောင်းဆုံးကတော့ယေရှုကိုယ်တိုင်မေးခဲ့တဲ့မေခွန်းရှိကိုပဲတိုက်ရိုက်သွားကြည့်ဖို့ပါပဲကိုတော်ကပြည့်ညက်တရားကိုဖျက်သိမ်းဖို့လာတာလားဒါမှမဟုတ်ပြည့်စုံစေဖို့လာတာလားအဖြေကတော့ရှင်းရှင်းလေးပါပဲဒီမှာတော်ချက်စကားလုံးကပြည့်စုံစေခြင်းပါ ဒါကဖြတ်တင်းနာပဲ့ဖြတ်တာကိုပြောတာမဟုတ်ပါဘူး။ပညာတရားရဲ့မူလရည်ရွယ်ချက်အစစ်အမှန်ကိုအထွတ်ထိပ်ရအောင်ဆောင်ကျင်ပေးတာကိုဆိုလိုတာပါ။ဒီလိုစဉ်းစားကြည့်အောင်ပညာတရားဆိုတာနေအောင်ထဲမှာမြင်ရတဲ့အရေးတစ်ခုလိုပါပဲ။အရေးတစ်ခုကသူ့နောက်မှာအစစ်အမှန်အရာဝတ္ထုတစ်ခုရှိတယ်ဆိုတာကိုတက်တေပြန်နေတယ်လို့ပညာတရားကလည်းခရစ်တော်ဆိုတဲ့အစစ်အမှန်စီကိုညွန်ပြနေကြတာပါ။ဒုတိယအပိုင်းပါ။ပညာတရားကိုဘာကြောင့်ပေးခဲ့တာလဲ။ဟုတ်ပြီ။ ပညာတရားကအရေးတခုကိုဆိုရင်ဘုရားသခင်က အစကတည်းကဘာလို့ပေးထားခဲ့ရတာလဲသူရဲ့တကယ်ရည်ရွယ်ချက်ကဘာများဖြစ်မလဲကျမ်းစာက ရှင်းပြထားတာတော့ပညာတရားရဲ့အထူးကတာဝန်ဟာကယ်တင်ခြင်းပေးဖို့မဟုတ်ပါဘူးအဲ့ဒီစာမန်ချက်နေတူပါတယ်မန်ကမျက်နာကအညစ်အကြေးကိုဆေးပေးတာမဟုတ်ဘူးအညစ်အကြေးရှိမှန်မြင်အောင်ပဲပြပေးတာလေအဲ့ဒီလိုပဲပညာတရားကကျွန်တော်ရဲ့အပြစ်ဆိုတဲ့ပြဿနာကိုထင်ရှားအောင်ဖော်ပြပေးတာပါ ။ဒါကြောင့်ပညာတရားကလမ်းပြတစ်ခုလိုအဆင့်ဆင့်အလုပ်လုပ်သွားတာပါ။ပထမဆုံးအပြစ်ကိုသိမြင်စေတယ်။အဲ့ဒီနောက်မှာတော့ကယ်တင်ရှင်တယောက်လိုအပ်နေမှန်းနားလည်လာစေသည်။နောက်ဆုံးမှာခရစ်တော်ကပေးတဲ့ခွင့်လွှတ်ခြင်းစီကိုလမ်းညွှန်ပေးခဲ့ပါဗျ။အဖိုင်း၃ကိုရောက်လာပါပြီ။အရေးကညွန်ပြနေတဲ့အစစ်မှန်။ကဲအရေးကတခုခုကိုညွန်ပြနေရဲဆိုတော့ကျွန်တော်တို့သိပြီ။ဒါဆိုအတိအကျဘာကိုညွန်ပြနေခဲ့တာလဲဘု து ကိုလဲ။အသေးစိတ်လေ့လာကြည့်ကြရအောင်။ ်ပွဲတော်တွေပြီးမှန်တော့ရပ်ပူစောတာတွေဒါတွေအားလုံးကလာမယ့်မစ္စရာရဲ့ပုံကြီးကိုဖော်ပြနေတဲ့သင်္ကေတတွေချိပါပဲဆိုလိုတာကလူတွေကအစ်စ်အမန်ကိုတွေ့တဲ့အခါမတ်မြင်နိုင်အောင်ချုပ်တင်ပစ်စင်ပြေးထားတဲ့လမ်းညို့ဆိုင်းဖို့တီးလိုပါပဲဒီကြမ်းပိုက်ကတော့အားလုံးကိုချုပ်ပြီးပြောလိုက်တာပါပဲဓမ္မဟောင်းကျမ်းရဲ့ထုံတန်းစင်လာတဲ့အားလုံးဟာလာမယ့်အရာတွေရဲ့အရေးတွေဖြစ်ပြီးအစ်စ်မန်ကတော့ခရစ်တော်မှာပဲရှိတယ်လို့တိုက်ရိုက်ကိုဆိုထားတာပါအဖိုင်လေးကိုဆက်လိုက်ရအောင်ဖျားတကယ်ပေးဆက်ခဲ့တဲ့အဖို့အခါ ပညာတရားကိုချိုးဖို့ရင်အဖို့အခါရှိတယ်။ဒါပဲနဲ့လူသားတွေရဲ့အကျွေးကိုဆက်ဖို့ဘလောက်တောင်ကြီးမားတဲ့အဖို့အခန့်ကိုပေးဆက်ဖို့လိုအပ်ခဲ့လို့လေ။ပထမဆုံးအနေနဲ့ဒီအဖို့အခါတာမန်ရာတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူး။အပြည့်အသက်ပေးဆက်ရမယ့်တန်ဖိုးကကောင်းကင်တမန်တပါးရဲ့အသက်နဲ့တောင်မလုံလောက်ခဲ့ပါဘူး။ကောင်းကင်တမန်တပါးတောင်မလုံလောက်ဘူးဆိုရင်ဆက်ကြော်လာတကလုံးရဲ့တန်ဖိုးနဲ့ရောအဖြေကတော့မရခဲ့ပါဘူး။လူသားရဲ့ပစ်ကအဲ့ထင်များကြီးပိုလင်းနေခဲ့ပါတယ်။ ဒါဆိုရင်ဘာကမှမလုံလောက်ခဲ့ရင်အဖြေကပါလေ။အဖြေကတော့အာအစင်စရာကောင်းလောက်အောင် ရှင်လင်းနေပါလေ။ပညာတရားကိုချိုးဖောက်ခြင်းအတွက်အဖို့ခါပညာတရားကိုပေးတနာခဲ့တဲ့ဘုရားသခင်ကိုယ်တော်ရဲ့မဖြစ်ခဲ့ရတာပါ။ကြီးမာကြီးလိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ခရစ်တော်ရဲ့တခုတည်းသောရက်ပူဇော်ခြင်းကဓမ္မဟောင်းကျမ်းရဲ့အဓိကရက်စီ၅မျိုးရဲ့နောက်ွယ်ကရေကြအလုံးကိုဘယ်လိုပြည့်စုံစေခဲ့တယ်လဲဆိုတာကိုပေါ့။ တာဟာအရေးစနစ်ရဲ့အဆုံးတအဆက်မရဲ့အစပဲဖြစ်ပါတယ်။နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ပဋိညာတရားသေးအသက်တာသေး။ကဲအခုအဖိုးကလည်းဘေးဆက်ပြီးပြီ။အစစ်မှန်လည်းရောက်လာပြီ။ဆိုတော့ဒါကဒီနှစ်ခေတ်ယူကြည့်သူတွေရဲ့နေ့စဉ်အသက်တာသက်ဘာတိသက်ရှိသလဲ။အစစ်မှန်တဲ့အလင်းထဲမှာအသက်ရှင်ခြင်းဆိုတာကိုချစ်လိုက်ကြရအောင်။ဒီကြားလေးကအပြောင်းလဲကိုရှင်းရှင်းလင်းလင်းပြထားပါတယ်။တစ်ဖက်မှာကြောက်ပြားပေါ်ကရှင်းမြင့်နေရဲ့ချီနှောင်မှုအောက်ကအသက်တာ။ နောက်တစ်ခါမှာရောခရစ်တော်ယူဆောင်လာတဲ့အတွင်းမိုင်းလွတ်မြောက်ခြင်းနဲ့အလင်းရဲ့အတ္တတာကိုနိုင်ရှင်ပြထားတာပါဒီအပြောင်းလဲဟာလူကျူးစားမှုကြောင့်မဟုတ်ဘူးဆိုတာကိုဒီကျမ်းပွဲကထပ်ပြီးအတည်ပြုပေးပါတယ်ဒါဟာအဟောင်းခေတ်ကစာနဲ့ရေးထားတဲ့ပညာတိုင်းမဟုတ်ပဲတန်ရှင်သောဝိညာဉ်တော်ရဲ့တန်ဖိုးနဲ့အသက်ရှင်တဲ့နိလန်တဲ့တကူဖြစ်ပါတယ်နောက်ဆုံးမှာတော့အားလုံးရဲ့အနတ္တရာကတခုတည်းပါပဲအဲ့ဒါကတော့ချစ်ချင်းမြတ်တာပါပဋိညင်တရားအသစ်က ဖျားတကင်နဲ့လူသားအချင်းချင်းကိုချစ်ဖို့ဆိုတဲ့ပညာတရားရဲ့ရည်ရွယ်ချက်တစ်ခုလုံးကိုဖြည့်ဆုံစေနိုင်တဲ့တကောကိုပေးတာပါ။ဒီတော့ဒီရအားလုံးကိုတည်ပြီးတဲ့နောက်မှာကျွန်တော်တို့အတမိခွန်တစ်ခုချန်ခဲ့ပါဗျ။အရေးအောက်မှာမဟုတ်တော့ပဲအစ်စ်မိုင်ရဲ့အလင်းထယ်မှာအသက်ရှင်နေပြီဆိုရင် ကျွန်တော်တို့တွေဘလို့အသက်ရှင်ကြမလဲ။